မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မြင်းငင်းသတင်းကိုဖော်ပြပေးကြပါမယ်2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့ဒီနေ့မြန်မာအစံတော်ချိန်17နာရီ14မိနစ်20စက္ကန့်အချိန်မှာတော့ကမ္ဘာ့မြင်းငင်းစခန်းကနေမြောက်အနောက်မြောက်ဘက်32မိုင်ကန်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်တိုင်ကြီးမျိုးရဲ့အရှိတောင်ဘက်၄မိုင်ကန်အကွာမြောက်လက်တီကျု18.29ဒီဂရီအရှိလောင်ကြီးကျု96.31ဒီဂရီ အနက်15ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရစ်တာစ်ကေ3.39အဆင့်ရှိတဲ့အင်အားအနှဲငယ်ရှိတဲ့မြင်းလေးတစ်ခုလှုပ်ရှားသွားကြောင်တိုင်းထွာရရှိတယ်လို့မလို့သားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါရဲ့ရှင် ဆက်လက်ပြီးတော့လည်းပဲဖိလစ်ပိုင်နိုင်ငံအရှိဘက်ကလေပွေလှိုင်း Invern 93 W ကတော့လေပြင်းအားနဲ့ရွှေဝန် Tropical Depression 35 W အဖြစ်ပုံမအကောင်းလာပြီးတော့ဒီဇင်ဘာ6ရက်နေ့မှာတော့ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကို ဖြတ်ကျော်ဝင်ရောက်ကဒီဇင်ဘာ10ရက်မှာတော့တောင်တရုတ်ပင်လယ်တွင်းကိုရောက်ရှိပါမယ်။အနောက်အနောက်တောင်ဘက်ကိုဆက်လက်ရွှေ့ရှားပြီးတော့ဒီဇင်ဘာ10ရက်မှာတော့ဗီယက်နမ်နိုင်ငံတောင်ပိုင်းနဲ့ဘရူနိုင်းနိုင်ငံကြားတောင်တရုတ်ပင်လယ်အနောက်တောင်ပိုင်းကိုလေပြင်းအားနဲ့ရွှေ့ဝန်အဖြစ်နဲ့ရောက်ရှိလာနိုင်ပါတယ်။ လီဗီအာနယ်ရှာဝန်35 W ရဲ့အရှိန်တရမှုကြောင့်ဒီဇင်ဘာ10ရက်ကနေ15ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသတချို့မှာနေရာကျဲကျယ်မိုးထစ်ကြုံရွာသွန်းပေမဲ့မိုးရေအချိန်ရရှိနိုင်မဲ့အခြေအနေအလွန်နှေးပါတယ်။24ရက်နေ့အတွင်းမိုးရေအချိန်ကတော့3ညတသမာ2လမကန့်သာရွာသွန်းပါမယ်။ဆက်လက်ပြီးတော့လည်းမန်လေးတိုင်းမှာဒီဇင်ဘာ9ရက်ကနေဒီဇင်ဘာ17ရက်ထိမိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးကြပါရစေ။ဘင်္ဂလားပင်လယ်နဲ့တောင်တရုတ်ပင်လယ်ဘက်ကမွန်နိုင်အခြေအနေဒီဇင်ဘာ4ရက်ည update ရ ဖိလစ်ပိုင်နိုင်ငံအရှိတ်မှာဖြစ်ပေါ်လျက်ရှိတဲ့လေဝေလိုင်း93 W ကတော့အနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးတော့24နာရီအတွင်းမှာတိုင်ဖုန်းမုန်တိုင်းအဆင့်ကိုအားကောင်းလာနိုင်တဲ့အခြေအနေဟာမေယာဆင့်ကိုရောက်လာတဲ့အကြောင်း JDWC ကထုတ်ပြန်တဲ့အချက်လက်မှာတရှိနေစေဖြစ်ပါတယ်ဖိလစ်ပိုင်မလို့သာဌာနထုတ်ပြန်ချက်အရ Impact 93 W ကတော့လေပြင်းအားနဲ့ရောင်း Depression ဝဲမာဖိလစ်ပိုင်အမည်ဖြစ်နဲ့အားကောင်းလာပြီးတော့ဒီဇင်ဘာ9ရက်6ရက်9ရက်နေ့တွေမှာတော့ဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုလေပြင်းအားနဲ့ရောင်းဝယ်အဖြစ်နဲ့ဖျက်ကျော်တိုက်ခတ်ပြီးတော့ဒီဇင်ဘာ9ရက်မှာတော့တောင်တိုးပင်လယ်အတွင်းကိုဆက်လက်ရွေးရှားနိုင်မှာဖြစ်တဲ့ကြောင့်သတိပေးချက်ထုတ်ပြန်ပါတယ်။ကျူတီခံမှန်းချက်ရအရှိတောင်ဘက်တောင်တိုးပင်လယ်မှာဖြစ်ပေါ်နိုင်တဲ့လေပြင်းအားနဲ့ရောင်း93 W နဲ့ဆလတ်အကောင်ရရှိတဲ့အရှိမမိုးတုံလေးအားကြောင့်တရင်းနိုင်တိုင်းတောင်ပိုင်းပုတ်ပြင်းနဲ့ကောတာမျိုးတွေကပါတစ်ပြည်လုံးမှာမိုးရွာနိုင်တဲ့အခြေအနေမရှိကြောင်းဆက်လက်အတည်ပြုပါရစေ။ ဒီစမှာငရရကနေစရက်တွင်တနိုင်ငံတို့မှနှိမ့်ဆုံညဘူးချင်းအနှဲငယ်မြင့်တက်လာပြီးတော့အနှဲငယ်အေးပေါ်လာနိုင်ကဒီစမှာလ10ရက်နေ့နဲ့နောက်ပိုင်းမှပြန်ရေးပါမယ်။ခုနှစ်ရက်အတွင်းမန်လေးတိုင်းမှာတော့မိုးရွာသွန်းနိုင်တဲ့အခြေအနေကတော့ဒီတစ်ပတ်တွင်မန်လေးတိုင်းမှာမိုးရွာနိုင်မှုမရှိပါဘူး။အပူချိန်လေးတိုင်းနှုန်းလေးတူဆိုတိုင်းစားနဲ့လေးတူညဉ့်ညမ်းမှုနဲ့ခရမ်းလွန်ရောင်ကြီးအခြေအနေကတော့ဒီစမှာငရရကနေ17ရက်တွင်အမြင့်ဆုံနေဘူးချင်းကတော့30ဒီဂရီနဲ့နှိမ့်ဆုံညဘူးချင်းကတော့16ဒီဂရီထိကျဆင်းပြီးတော့ဆက်လက်အေးပါရစေ။ မန္တလေးတိုင်းမြောက်ပိုင်းကမရရသပိတ်ကျင်းမိုးကုတ်တကောင်းနယ်တွေမှာတော့အနှိမ့်ဆုံးညဘူးချိန်ကတော့73ဒီဂရီထိဆက်လက်ကျဆင်းပါမယ်။မန္တလေးတိုင်းအတွင်းမှာတော့မြောက်ဘက်နဲ့အနောက်မြောက်ဘက်အရာကအမြင့်ဆုံးလေတိုင်းတော့ဟာတနအိ9မိုင်နှုန်းကဖြစ်ပါတယ်။နေ့လယ်ပိုင်းအချိန်မှာတော့နေရုဆိုတိုင်းစာ55ရာခိုင်နှုန်းကနဲ့ညပိုင်းမနက်အစောပိုင်းအချိန်တွေမှာတော့80ရာခိုင်နှုန်းအောက်မှာရှိနေပါတယ်။ လေတို့ဆိုထိုင်းစာမြန်မာနေချိန်မန်လေးတိုင်းမြို့နယ်ခရိုင်အတွင်းမှာခန်းစားရတဲ့အပူချိန်ကတော့37ဒီဂရီထိရှိပါတယ်။မန်လေးတိုင်းရဲ့ပြည်ညာမြေစီရာဆိုထိုင်းစာကတော့မြောက်နယ်40စင်တီမီတာ16လက်မကန်မှာ20ရာခိုင်နှုန်းနဲ့မြောက်နယ်100စင်တီမီတာလက်မ40ကန်မှာ45ရာခိုင်နှုန်းကရှိပါတယ်။မန်လေးတိုင်းအလယ်ပိုင်းဒေသတွေမှာတော့မြောက်နယ်40စင်တီမီတာ16လက်မကန်မှာ15ရာခိုင်နှုန်းနဲ့မြောက်နယ်100စင်တီမီတာလက်မ40ကန်မှာ48ရာခိုင်နှုန်းကရှိပါတယ်။မိုးမြွာနိုင်တော့တဲ့အတွက်မြေစီရာဆိုထိုင်းစာတွေအနည်းငယ်ထပ်မံကြကြပါမယ်။ မန္တလေးတိုင်းအတွင်းဒီဒီပတ်မှာလေတုညဉ်ညံမှုအညွန့်ကိန် AQI ဘယ်လိုအမြင့်ဆုံးကတော့တရာကနေ160ထိရှိနိုင်တာကြောင့်အသက်ရှင်လမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူတွေသတိထားရမယ်အညွန့်ကိန်အစဉ်လည်းဖြစ်ပါတယ် ဆက်လက်ပြီးတော့လည်းပဲဘိတ်မှာဆိုင်ကယ်ကယ်ရီမောင်းသူကိုတက်ပြီးတော့ဆိုင်ကယ်နဲ့ဖုံးကိုလူရက်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။သတင်းနိုင်တိုင်းဘိတ်မျိုးနဲ့ဆနဝက်ကြီးရွာအောင်စုတရမဲရွာရာဘာချန်နဲ့မှာတော့ဒီဇင်ဘာလ3ရက်မနက်4နာရီဝန်းကျင်လောက်ကဆိုင်ကယ်ကယ်ရီမောင်းသူတယောက်ကိုတက်ပြီးတော့ဆိုင်ကယ်နဲ့ဖုံးလူရက်သွားတယ်လို့မိသားစုဝင်စီကသိရပါဗျ။ဆိုင်ကယ်လူရက်တဲ့သူကဆိုင်ကယ်ကယ်ရီမောင်းဖြစ်သူအသက်65နှစ်အရွယ်ဦးကြည်ရှင်ကိုတက်ပြတ်ပြီးတော့ဆိုင်ကယ်နဲ့ဖုံးကိုယူဆောင်ကအလောင်းကိုတော့တရမဲရွာရာဘာချန်နဲ့မှာဆွန့်ပစ်ထားခဲ့တယ်လို့မိသားစုဝင်ကဆိုပါတယ် ယ်။တည်ဆောင်းသူရဲ့တာပြစ်တဲ့သူကအလောင်းမတွေ့ခင်တရက်၁၂နှစ်ဝန်းကျင်လောက်မှာတဲ့ကျွဲကူဘက်ကိုအမျိုးသားတအူကယ်ရီလာငှားတဲ့အဖေတော်ဆိုင်ကအုတ်ထုတ်မရှိလို့အတော်အိမ်မှာဝင်ယူလိုက်သေးတယ်။နင်းနယ်နှစ်နာရီလောက်မှာအဖေပြန်လာတော့ဖုန်းဆက်ကြည့်တာအဆက်အသွယ်မရဘူး။နောက်တရက်မှမှရာဘာချန်ထဲမှာအဖေရဲ့အလောင်းကိုပြန်တွေ့ရပါတယ်လို့ဆိုပါရတယ်။တေဆောသူဦးကြည်ရှင်ရဲ့လက်ပခုံးယူဦးပေါင်းနဲ့မီးတို့မှာတော့ကွဲရတန်ရတွေတွေ့ရတယ်လို့မိသားစုတွေကဆိုပါရတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တန်တရားရှိနေတဲ့လူငယ်အမျိုးသားတရားကိုဘိမ်းမြို့မှာရဲစခန်းမှာဖမ်းဆီးထားပြီးတော့စစ်ဆင်းနေတယ်လို့မိသားစုနေကဆိုပါရယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်ကလည်းဘိမ်းမြို့ဘိတ်တောင်ရွက်ွက်ဇရာသီရီတရက်ွက်မှာနေထိုင်တဲ့ပိုးလိကကြောင်စရာတရားကိုတပ်ဖြတ်ပြီးတော့ဖုန်းနဲ့ဆိုင်ကလူရက်ခဲ့တယ်လို့ဒေသခံတွေကဆိုပါရယ်ရှင်။ဆက်လက်ပြီးတော့ရန်ကုန်ကဒိမတ်တန်ရုံကို2026ခုနှစ်မှာ ပိတ်သိမ်းမဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ဒိမ့်မဲ့တယုံကိုတော့လာမယ့်2026ခုနှစ်နှစ်ကုန်ပိုင်းမှာပိတ်သိမ်းတော့မှာဖြစ်တယ်လို့ဒိမ့်မဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကဒီဇင်ဘာ9ရက်မှာထုတ်ပြန်ကြေညာလာပါတယ်။အခုလိုတန်ရုံပိတ်တရတာဟာမြန်မာနိုင်ငံအနေနဲ့2021ခုနှစ်နောက်ပိုင်းမှာပိုးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းအခြေအနေတွေတည်တည်တတ်တရောကြခဲ့တာကြောင့်ဖြစ်တဲ့ပြင်လက်တလုံးမှာလည်းပြောင်းလဲနိုင်မယ့်အရေးအယံမတွေ့ရှိရတဲ့အတွက်ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ။ မြန်မာတန်ရုပ်အတွက်အသုံးပြုခဲ့တဲ့အရင်းမြစ်တွေကိုဒိမတ်နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒနဲ့စီးပွားရေးဆိုင်ရာအကျိုးစီးပွားတွေမှာအသုံးပြုသွားမှာပါလို့ဒိမတ်နိုင်ငံခြားရေးဝန်ကြီး Lacklot Rasmussen ကအဲ့ဒီထုတ်ပြန်ချက်မှာအသေးပေးပြောကြားလာပါတယ်။ဒါအပြင်ဒိမတ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့လာမယ့်2026ခုနှစ်အာဂျင်တီးနားနဲ့အယ်ဘီနီးယားနိုင်ငံမှာတန်ရုပ်အသစ်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ။ဒါ့အပြင်ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာရှိတဲ့တန်ရုံကိုလည်းကောင်စစ်ဝင်ကြုံဖြစ်တဲ့အဆင့်မြင့်တင်ပြီးတော့အာရှအလှယ်ပိုင်းဆိုင်ရာအထူးကိုယ်စားလှယ်အသက်ခန့်အပ်သွားမှာဖြစ်တယ်လို့ကြီးညာချက်မှာထည့်သွင်းဖော်ပြထားပါတယ်။ဗီယက်နမ်နိုင်ငံမှာတော့ဒိမတ်ကုမ္ပဏီပေါင်း135ကုမ္ပဏီပါရှိနေတာကြောင့်စီးပွားရေးမြင့်တင်ဖို့အတွက်အခုလိုပြောင်းလဲလှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။ ဒိမတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံနဲ့တန်တမန်ဆက်ဆံရေးကို1955ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့ပညာရေးနဲ့ကျန်းမာရေးကဏ္ဍတွေကိုအကူအညီပေးခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့လည်းသိရပါဗျ။လက်ရှိအခြေအနေနဲ့ပတ်သက်လို့နိုင်ငံရေးလေ့လာသူတယောက်ကတော့ဒါကကောင်းတဲ့အလားလာတော့မဟုတ်ပါဘူး။တဖြည်းဖြည်းနဲ့ Nordic နိုင်ငံတွေထွက်ကုန်ကြပြီ intelligent environment အဖြစ်နဲ့အားကိုးစရာဆွေးနွေးလာတဲ့အခြေအနေပါပဲလို့သုံးသပ်ပြောကြားလာပါတယ်။ပြီးခဲ့တဲ့နိုဘာ28ရက်နေ့ကလည်းဖင်လန်နိုင်ငံသားရေးဝန်ကြီးဌာနကရန်ကုန်မြို့မှာရှိတဲ့ဖင်လန်တရုံကိုလာမဲ့2026ခုနှစ်ကစပြီးတော့အပြီးပြေးသိမ်းသွားမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဖင်လန်နိုင်ငံအနေနဲ့မြန်မာအပါအဝင် ပါကစ္စတန်အာဖဂန်နစ္စတန်နိုင်ငံမှာဖွင့်လှစ်ထားတဲ့တန်ယုံတွေကိုပါပိတ်သိမ်းသွားမှာဖြစ်ပြီးတော့အကြောင်းရင်းကတော့အဲ့ဒီသုံးနိုင်ငံရဲ့နိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေကြောင့်ဖြစ်တဲ့ပြင်ဖိလန်နိုင်ငံရဲ့အကန့်အသတ်ရှိတဲ့စီးပွားရေးဆက်ဆံရေးတွေကြောင့်ဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်ဆက်လက်ပြီးတော့လေသီရိလင်ကမှာမိုးသက်ထန်စွာရွာသောနာကြောင့်ရေဘေးသင့်ဒေသတွေမှာရှင်းလင်းရေးလုပ်ငန်းစဉ်တွေနှောင့်နှေးကျကြတဲ့ကြောင်းဖော်ပြပေးကြပါရစေ။သီရိလင်ကနိုင်ငံမှာလွန်ခဲ့တဲ့သတင်းပတ်ကပြင်းထန်တဲ့ရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်လူ900နီးပါးသေဆုံးခဲ့ပြီးတဲ့နောက် ဒီဇင်ဘာ၄ရက်မှာမိုးသည်ထန်စွာရွာသွန်းမှုကရှင်းလင်းလုပ်ငန်းတွေကိုနှောင့်နှေးကျန်းကျစေတဲ့ကြောင့်တောင်ရှိတဲ့တွေကပြောကြားလာပါတယ်။တရီလင်ကတောင်ပိုင်းမှာဒီဇင်ဘာလ၄ရက်နေ့ညအချိန်လေး၅နာရီအတွင်းမိုးရေချိန်ကတော့၁၃၂မီလီမီတာရှိတဲ့ကြောင့်အနာပါတီကဆိုပါတယ်။ရေကြီးရေရှာမှုပြင်းထန်နေပေမဲ့လွန်ခဲ့တဲ့သတင်းပတ်ကလေးကမြင်တွေ့ရတဲ့ကြီးမားတဲ့ရေကြီးရေရှာမှုရောပါစပြုလာပြီးဖြစ်ကြောင်းကိုလည်းပဲ၎င်းတို့ကဆိုပါတယ်။ไซโคลนตัวว่าก็တတိယနိုင်ငံကနေနိုဘာ29ရက်မှာထွက်ခွာခဲ့ပြီးတော့နောက်ပိုင်း အတေပြုတ်သေဆုံးသူ486ဦးရှိပြီးတော့ပျောက်ဆုံးသူကတော့342ဦးရှိတယ်လို့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာကဆိုထားပါဗျ။